လင်ကဲမကောင်းမှုဆိုပြီးတော့ဝေဖန်ခံနေရတဲ့ပုံမှာလောရဲနဲ့ဖြည့်ရှင်ခဲ့တဲ့ ਈ ချောဘုအားလုံးမင်းမိင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေတယောက်ကိုတယောက်တကယ်ချစ်ခင်ကျင်နာရီဆိုပြီးတော့အားလုံးကထင်ကြပါမယ်ပရိသတ်တယောက်ရဲ့စကားတကွန်ကြောင့်မင်းအားလုံးက ਈ ချောဘုကိုဝိုင်းပြီးတော့တနာခဲ့ကြတဲ့ဖြစ်ကိုရောက်ခဲ့တာပါအရင်ကတော့လိုက်ဖက်လို့နဲ့သူတို့နှစ်ယောက်ကိုကြည့်ပြီးပရိသတ်တွေဟာဤချောဘူကိုအားကြနေခဲ့ကြတာအသေးစားပါပဲ။ယူထားတဲ့ယောက်ျားကငွေရှိတဲ့အပြင်ရုပ်ရှင်ပိုင်းကလည်းမစိုးတာမလို့အိမ်အောင်ရေးကန်ကောင်းနေဆိုပြီးပရိသတ်တွေကထင်ခဲ့ကြတာပါ ပရိသတ်တွေကတော့ဤချောပူရဲ့အပြင်းပန်းပုံစံကိုကြည့်ပြီးယောက်ျားရကံကောင်းနေဆိုပြီးထင်ခဲ့ကြပေမယ့်မကြခင်ကပရိသတ်တွေကပြောခဲ့တဲ့စကားကြောင့်အားလုံးတက်တက်ဆင်အောင်လွေးကြရတဲ့အဖြစ်ကိုရောက်ခဲ့တာလည်းဖြစ်ပါတယ်။ပရိသတ်တွေကတော့ဤချောပူဟာလင်ရကံကောင်းတာမဟုတ်ဘူး။ယောက်ျားကသူ့ကိုနိုင်စားတယ်ဆိုတာကိုထုတ်ပေါ်ပြောလာခဲ့တာပါ။ပရိသတ်တွေကသူတို့မိသားစုကိုစိတ်ယုံတစ်ခုမှတွေးခဲ့တယ်လို့ဆိုပါတယ်။စိတ်ယုံမှာကလေးကိုစီကန်းလာပြချိန်မှလည်းဤချောပူမျိုးသားကစီကန်းကိုမဝင်မဲဤချောပူနဲ့ကလေးကိုထဲဝင်ခိုင်းပြီး ကလင်းကိုပြီးထွက်လာချိန်မှာဤချောဘူကိုလူကြားထဲမှာအုံငေါနေတာတနာဘူကောင်းနေဆိုပြီးတော့ပြောပြခဲ့တာလည်းဖြစ်ပါတယ်။ဤချောဘူရဲ့မျိုးသားကမျက်နှာထားတည်သလိုစိတ်ထားလည်းမကောင်းဘူးဆိုတာကိုပရိသတ်တယောက်ကလိုင်းပေါ်မှာထုတ်ပြောခဲ့တာလည်းဖြစ်ပါတယ်။ပရိသတ်တယောက်ရဲ့ပြောကြားမလို့ပရိသတ်တရာတော့ဤချောဘူကိုယောက်ျားနှိမ့်ဆက်ခံနေရတယ်ဆိုပြီးတနာနေကြတာလည်းဖြစ်ပါတယ်။ဘလောက်ချောချောအိမ်တော်ကြီးကံမကောင်းဘူးဆိုပြီးအားလုံးကဝိုင်းပြီးတနာနေတဲ့ပုံမှာဤချောဘူကမတနာနဲ့ယောက်ျားကအရင်ကောင်းနေဆိုတာကိုဤချောဘူကလုံးရဲနဲ့တသက်ပြလာခဲ့ပြီလည်းဖြစ်ပါတယ်။ အားလုံးကဂျားလေးကနေဝိုင်းပြီးသနားနေကြပါမယ်။ဤချောဘူကတော့ယောက်ျားကအားလုံးထင်သလိုမကောင်းတဲ့ယောက်ျားမဟုတ်ဘူးဆိုတော့ကိုအားလုံးကိုတိပေးခဲ့ပြီးလည်းဖြစ်ပါရည်။ပရိသတ်တရားလားခင်မမိုးအေးလို့ပြီးသနားနေကြပါမယ်။ဤချောဘူကတော့ယောက်ျားရဲ့ချစ်ခင်အားလို့ယောက်ျားရဲ့ကိုဝါလေးကိုထိရထားပြီးဆိုပြီးအားလုံးကိုအတိပေးလာခဲ့ပြီးလည်းဖြစ်ပါရည်။ဤချောဘူကဝေဖန်တဲ့နေကိုဖြေမရှင်းခဲ့ပါမယ်။အခုတော့ကလေးလေးကိုထုတ်ပြပြီးတော့သူ့ယောက်ျားရဲ့ကောင်းချောင်းတွေကိုထုတ်ပြလာခဲ့ပြီးလည်းဖြစ်ပါရည်။ဒီချောဘွားတော့လူတွေဝေဖန်နေသလိုမဟုတ်ပဲပြည်ပြုံတဲ့မိသားစုဘွားကိုပိုင်ဆိုင်ထားတယ်ဆိုတာကိုပြောပြလာခဲ့ပါပြီ အင်အားကြီးကံမကောင်းပြောနေကြပါမယ်ခုချိန်မှာတားတယောက်သမီးတယောက်နဲ့ပြည်ပြည်စုံတဲ့ဘဝကိုပိုင်ဆိုင်တော့မယ်ဆိုပြီးအားလုံးကိုတီးပေးခဲ့ပြီလေဖြစ်ပါတယ်ချစ်စရာကောင်းတဲ့သမီးလေးကိုပိုင်ဆိုင်ထားတဲ့အကျော်ဘဝခုဆိုရင်တားလေးကိုဝင်ဆောင်ထားရပြီမလို့သူ့ဘဝကပြည်ပြည်စုံနေပြီဆိုပြီးပျော်ရွှင်နေရလေဖြစ်ပါတယ်မင်္ဂလာတတဲ့နှစ်ပြည့်မှာနောက်ထပ်မင်္ဂလာတစ်ပါးထက်ရောက်လာတာမလို့သူရောသူမျိုးသားပါပျော်ရွှင်နေရလေဖြစ်ပါတယ်တားတယောက်သမီးတယောက်တွေပြည်စုံတဲ့ဘဝကိုပိုင်ဆိုင်နေတော့မှာဖြစ်တယ်လို့အမျိုးသားဖြစ်သူကလည်းအရန်ကောင်းတဲ့ယောက်ျားကောင်းမလို့ဘဝမှာဘာမှမလိုအပ်တော့တဲ့ထီပါပဲတဲ့နော် ခင်မောပြစ်သူကအများတင်သူတို့ရက်ဆက်တဲ့သူမျိုးမဟုတ်ပဲသူ့ပေါ်ရန်ကောင်းတဲ့အဖေနဲ့တူတဲ့ယောက်ျားမျိုးလို့ဆိုပါရယ်အဖေမလျှော်တဲ့သူ့ဘဝမှာသူ့ခင်မောကအဖေလိုတစ်မျိုးကိုလိုတစ်မျိုးခင်မောလိုတစ်မျိုးချစ်ခင်ပေးတာမလို့သူ့အနေနဲ့ပျော်ရွှင်ရတာလည်းဖြစ်ပါရယ်ဤချုပ်ဘူရဲ့ခင်မောပြစ်သူကသူ့ပေါ်မှာလည်းရန်ကောင်းတယ်လို့သူ့ဘေးနားမှာမမအမေရက်တီပေးတဲ့ပြင်ကိုယ့်ရဲ့မိဘကိုလည်းသူ့မိဘအတိုင်းချစ်ပေးတဲ့ပြင်အောင်နှမတွေကစာယူဆိုင်ပေးတဲ့သူတစ်ယောက်လည်းဖြစ်ပါရယ်အိမ်တော်တန်တဲ့လျှောက်မှာလည်းမိမနဲ့သမီးကိုစားစားရတာဝင်ချပြီးတော့တစ္ဆာရှိပေးလို့ ပျော်ရွှင်ရတယ်ဆိုပြီးတော့ဂျင်မိုးတင်တဲ့ပတ်သက်တဲ့ကောလာဟာလာတွေကိုတခါလေးဖြည့်ရှင်းလာခဲ့တာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခုလိုစိတ်ဝင်စားဖွယ်သတင်းကြောင်းရတဲ့ပြင်နောက်ထပ်လည်းနုပညာရှင်တွေရဲ့စိတ်ဝင်စားစရာကောင်းတဲ့သတင်းကြောင်းရတွေကိုချိန်နဲ့တပင်းကြီးတင်ဆက်ပေးမှာဘယ်လိုစောင့်မျှော်ကြည့်ရှုပါပေးကြပါအောင်ရှင်။